ငရဲကြီးစစ်ထက်မှာငါးခုမြောက်ငရဲကတော့မဟာရောဓဝငရဲလို့ဒီလိုခေါ်တယ်ဒီငရဲကိုဘယ်လိုပုံကိုယ်တွေကြောက်ရောက်တတ်တယ်လဲဆိုလို့ချင်းမိဘဆရာသမားတွေတို့တိလတ်ရှိတဲ့ယဟန်ပုံနာတွေတို့ယသိသူတော်သူမြတ်တွေတို့ ဲ့လိုသူတော်ကောင်းတွေရဲ့ပစ္စည်းကိုခိုးဝလူရဲ့ယူငင်တတ်တဲ့ပုံကိုယ်တွေကြာရောက်တတ်တယ်။ဒီနေ့ခေတ်တန်ကြီးကပစ္စည်းကိုအလွဲသုံးစားလုပ်ပြီးတော့လိန်ညာခိုးယူတတ်တဲ့ပုံကိုယ်တွေတော့ကြာတတ်တယ်မရေဘော။အေးဒီငရဲကတော့လွယ်လွယ်ပြောရလို့ချင်ဥစဉ်တို့တခိုးတွေကြတတ်တယ်ငရဲ ။တင်ငယ်ကြီးရဲ့နာမည်ကမဟာရောရဝါနာမငါငယ်ဒီငရဲကြတော့ရှေ့ကရောဓဝငရဲလို့မိတော့မိလျံနေမဟုတ်တော့ဘဲနဲ့အလောမတာပြင်းထန်တဲ့မိကိုးတွေဟာငရဲကြီးတစ်ခုလုံးကိုပြေးပြီးတော့နေတယ်။ဒါမှမဟုတ်ဒီငရဲကိုဒူမရောဓဝဒီလိုခေါ်တယ်ဒူမဆိုတာမိကိုး အဲ့ဒီမိခိုးရဲ့နှိမ့်ဆက်မှုကြောင့်တော်တို့ကပြင်းထန်စွာငိုကြွေးမြည်တမ်းရတဲ့ငရဲလို့ဒီလိုအတိတ်ပဲရတယ်ပေါ့သူရဲ့ငရဲနာမည်အတိုင်းပဲငရဲကိုကြားရောက်လာတဲ့ငရဲတရဝါတွေကငရဲကြီးအတွင်းမှာရှိတဲ့မိခိုးတွေအခိုးအငွေတွေကတခါတဲ့ခန္ဓာကိုယ်မှာဝင်စရာအပေါက်ရှိတဲ့နေရာနဲ့အတင်းကိုတိုးပြီးတော့ဝင်တာ အရေးသူငရေသားတွေဟာငရေကြီးတစ်ခုလုံးပြစ်နေတယ်ဒီအခိုးတွေကလည်းလွတ်အောင်သူတို့ဘယ်လိုမှ မတက်နိုင်ကြတဲ့အတွက်ကြောင့်သနာဇပွဲအော်ခင်ငိုယူမိတတ်ပြီတော့ခါတပြင်းပြင်းထန်ထန်အနာကိုယ်တဲကိုအမတန်ပူပြင်းလာတဲ့ပြင်းထန်လာတဲ့ငရေမိကိုယ်တွေဝင်ရောက်နှိပ်စက်တာကိုခံရတယ် နော်မတန်ပြင်းထန်တယ်နော်ရိုးရိုးသားမှန်လူသားတယောက်ဆိုရင်ယူသနာများစွာဝေးကွာတဲ့အရက်ကနေတော့မျက်လုံးတွေပါတယ်ပောက်ကွဲသွားစေနိုင်တော့တဲ့အထိအရေမိကိုဟာပြင်းထန်တယ်ဒါပေမဲ့လို့ဒီငရဲသူငရဲသားတွေကသေလောက်အောင်ဆိုးရွားလာတဲ့ဆင်းရဲဒုက္ခခံစားနေရပြီမလို့သူတို့မသိနိုင်ဘူးတဲ့သူတို့မှကျတော့ တေလာအောင်ပြန်ထံပြီမသိနိုင်မဲနဲ့အဲ့ဒီငရဲမှာအကုတုကံကျွေးမကုံမချင်းအဲ့ဒီတခိုးလို့ခေါ်တယ်ခိုးမှုပစ်ကိုလွန်ကျူးခဲ့တယ်ငရဲသူငရဲသားတွေဟာကာလရှိလျားစွာကံကျွေးမကုံမချင်းငိုဟဲ့မိတန်အော်ဟဲ့လို့တခါတယ်သူတို့မှာအခိုးငွေတွေနှိမ့်ဆက်တယ်ငရဲမိကိုတွေနှိမ့်ဆက်တဲ့ဒဏ်ကိုပြင်းပြင်းထန်ထန်ခံစားကြရတယ်တဲ့